အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီပေါ်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ညီမနှစ်ယောက်ကြားကဆင်းရဲခြင်းနဲ့ချမ်းသာခြင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့စီစဉ်တင်ဆက်သူအန်နာပါဒီပုံမြင်လေးကတော့ညီအမအရင်မဟုတ်တဲ့မိန်းကလေးနှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်တမိအကြီးဖြစ်သူအန်နူကတော့အသားညိုပါတယ်သူမကမွေးစားခံထားတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ် နောက်ထပ်တယောက်ဖြစ်တဲ့မီနိုကအရန်ကိုချောမောလှပါလွန်ပြီးအသားလေးဖြူပါရီသူကတော့တမီးအရှင်တယောက်ဖြစ်ပါရီကြည့်ပါအောင်ရှင်ရှင်ဘလို့အတွဲမျိုးနဲ့ဒီ main clip ကိုအင်းကိုခေါ်လာခဲ့ရတာလေကြည့်ရတာရုပ်ဆိုးလိုက်တာသူနဲ့ဘယ်သူကလက်ထပ်ချင်ပါလိမ့်မလဲကျမတို့ကိုတသက်အလုံးအိမ်မှာရှာမကြွေးထားနိုင်ဘူးနော်မင်းရလေကွာသူ့မင်္ဂလာဆောင်အတွက်ဘာရီမြောင်းဒီလောက်တောင်စိုးရင်ပိုပန်းနေရတာလေငါရဲ့တမီးအကြီးအကျယ်ငါသရိုးသားလောက်ရှာပြီးသွားပြီကောင်းလေးကောင်ကစင်ရဲရှာတယ်ဆိုပေမဲ့တော်တော်လေးသဘောကျပြေဝကောင်းမွန်တော့ပါရဲ့ အခုသူကကြောင်တက်နေတုန်းပဲရှိသေးတယ်။အမလီရှင်းပါထင်နေရလဲ။ကျမသမီးအငယ်လေးကရောနောက်ကျကြံခဲ့လိမ့်မယ်လို့ထင်နေရလား။သူ့ကိုလည်းလာတောင်းရနေရတဲ့တွေရှိတယ်။ကောင်လေးဘက်ကအရန်ကိုချမ်းသာကြတာကျမသမီးလေးကိုအရန်လှတယ်ဆိုပြီးတော့သူတို့ကချီးကျူးနေကြတယ်။ဒီလိုနဲ့မိဘတွေကလည်းသမီးနှစ်ယောက်လုံးကိုလက်ထပ်ပေးခဲ့ပါတယ်။သမီးအကြီးကတော့စင်ရသားတယောက်နဲ့လက်ထပ်ခဲ့ရတဲ့အတွက်ဘာမှပိုင်ဆိုင်မှုများများဆဆမရှိခဲ့ပါဘူး။ သမီးလေးတွေကတော့ချောမောလောက်ပါလောနာနဲ့အတူတူသူရရှိခဲ့တဲ့ယောက်ျားကချမ်းသာလို့နဲ့အတူလောကစည်းစိမ်အဥ္စာရီနဲ့ပြေဆောင်နေခဲ့ပါတယ်။ငါ့ကိုခွင့်လွှတ်ပါမင်းငါအတွက်ကြောင်းနဲ့အခုလိုအိမ်အဟောင်းအဆောက်လေးမှာနေနေရတယ်နော်။ငါအမြန်ဆုံးကြောင်းပြီးသွားတဲ့အခါကျရင်တော့အလောက်ကောင်းကောင်းတစ်ခုရှာပါမယ်။ရပါရဲ့ရှင်ရှင်ပါရီမြောက်တလောက်ကြောင်မှာစိုးရင်ပူပန်နေရတာလေဘာမှပုံမနေနဲ့ရှင်ရဲ့ပညာရေးကိုပဲအယုံဆိုင်။ကျွန်မကတော့ရှင်နဲ့အတူတူရှိနေရရင်ရပြီ။ ဒီလိုနဲ့အချိန်တစ်နှစ်ကျော်ကုန်ဆုံးသွားခဲ့ပြီးနောက်တယောက်မှတော့အနုတတော်လေးနေမကောင်းဖြစ်နေခဲ့ပါတယ်။သူယောက်ျားလည်းအိမ်မှာမရှိတဲ့အခါမှာသူမဖြစ်ဖြစ်ချင်းလမ်းလျှောက်ပြီးအနည်းဆက်ဆုံးစေကံကိုသွားပြီးစေကံသွားပြပါတယ်။ဒီအချိန်မှာသူရဲ့ညီမငယ်လေးမီနိုကလည်းသူယောက်ျားဖြစ်သူနဲ့အတူတူဒီနာကနေဖြတ်သွားနေရင်အမအကိုတွေ့သွားခဲ့ပါတယ်။အမရဲ့ဘလို့ဖြစ်တာလဲအမရဲ့ဒီမှာဘာလုပ်နေရလဲ။အချိန်လေးကိုလည်းကြည့်ပါအောင်ရှင်ဘာလို့ဒီလောက်ကြာမှစိုးရွားနေရတာလဲ။ကျမအမအတွက်စိတ်မကောင်းလိုက်တာ။ ကျွန်မကြည့်ပါအောင်အမရဲ့ကျွန်မဆိုရင်တော့အတော်လေးအဆင်ပြေတယ်။ကားနဲ့ပဲဟိုဟိုတီတီရှောက်သွားဖြစ်တယ်လေ။အိမ်မှာလည်းအလုပ်တွေအားလုံးကိုကျွန်မလုပ်စီရမလို့ဘူး။အလုပ်သမားတွေအများကြီးပဲရှိတယ်။သူတို့ကပဲအလုပ်တွေအားလုံးကိုလုပ်ကြတာ။ကျွန်မတော့အေးအေးဆေးဆေးထိုင်နေရုံပါပဲလေ။ကောင်းတာပေါ့ညီမလေးရဲ့ကောင်းတာပေါ့။နင်ဘဝအခုလိုမျိုးပဲအမြဲတမ်းပျော်ရွှင်နေရပါစေလို့ငါဆုတောင်းပေးရနော်။ကြည့်ပါအောင်ငါညီမလေးကိုမတွေ့ရတာအတော်လေးရောက်မှကြာနေပြီ။တစ်နှစ်လောက်တောင်ရှိပြီလားပဲနော်။တစ်နှစ်ကြာမှငါတို့ညီမတွေပြန်လည်တွေ့ဆုံခွင့်ရတယ်။ နင်းဘလို့မစိုးဒီနေ့ရောက်အထီးရောက်လာခဲ့တယ်ဆိုတော့အိမ်ကိုလည်းလိုက်ခဲ့အောင်ငါအိမ်ကဒီနောက်မှာပဲရှိတာဘယ်အိမ်လဲနင်းအိမ်ကစောက်ပြက်နေတဲ့အိမ်လေးပဲနေမှာထိုင်ဖို့အတွက်နေရာတစ်ခုတောင်မှရှိမယ်လို့မထင်ဘူးငါတို့လိုမျိုးတထဲတွေကဘယ်မှာထိုင်ရမှာလဲကျမ်းပြင်မှာထိုင်ရမှာလားဟုတ်တယ်အမရေဟုတ်တယ်ကျမတို့ကမြေပေါ်ခြေတောင်တိတ်ချတာမဟုတ်ဘူးလေမြေပေါ်ဘလို့ထိုင်မလဲကဲမိမကြီးငါတို့ဒီကနေသွားကြမယ်တို့တို့လိုမျိုးစင်ရဲသားတွေနဲ့ပြောဆိုဆက်ဆံစရာပတ်သက်စရာဘာအကြောင်းမှမရှိဘူးနော် ဒါပေါ့ရှင်ဒါပေါ့ကျမလည်းတို့နဲ့ပတ်သက်ချင်တယ်လို့ပြောနေလို့လားဘယ်သူကရောတို့နဲ့ပတ်သက်ချင်ပါမလဲလေအမကြီးအမအရန်ကိုစင်ရလို့နဲ့အတော့ကျမတို့အဆက်ကွဲရတယ်ဒီနေ့အမကြောင့်နဲ့ကျမရောသူရောနှစ်ယောက်လုံးအဆက်ကွဲရပြီဆိုတော့နောက်ဘယ်တော့မှကျမရဲ့မျက်စိအရှိကိုပေါ်မလာခဲတော့နဲ့နော်ကြားလားပြောဆိုပြီးနောက်မှာတော့အမေနဲ့မီနိုတို့နှစ်ယောက်စလုံးကလည်းထွက်ခွာသွားခဲ့ကြပါတော့တယ်အနုကလည်းတတော်လေးကိုဝမ်းနေသွားခဲ့ပါတယ်။သူမလည်းမကောင်းဖြစ်နေတဲ့ကြားတွေကအခုလိုစကားတွေကိုလည်းနားထောင်ခဲ့ရပါသေးတယ်။ အဝေးတစ်လျှောက်မှာရှိနေခဲ့တဲ့အမန်ကတော့ဒါရီအားလုံးကိုမြင်တွေ့ပြီးကြားသွားခဲ့ပါရယ်။နှစ်ယောက်သားလမ်းတစ်လျှောက်ဘာစကားတစ်ခေါက်မှမပြောဘဲနဲ့အင်ကိုတန်းတန်းမမတ်ပြန်လာခဲ့ကြပါရယ်။ငါတောင်းပန်ပါရယ်အနုရဲ့မင်းငါအတွက်ကြောင့်လည်းဒီစကားတွေအကုန်လုံးနားထောင်နေရတယ်နော်။ဒါပေမဲ့ရှေ့ဆက်ပြီးတော့အခုလိုဖြစ်စီရပါအကြောင်းမှမရှိတော့ဘူးတိလား။အခုငါအလောက်ကောင်းကောင်းတစ်ခုလည်းရရှိသွားပြီးငါတို့ဘဝတွေဒီထက်ပိုပြီးတော့အဆင်ပြေလာဖို့ပဲရှိတော့တယ်။အလို့ကလည်းဝမ်းသာပျော်ရွှင်စွာနဲ့တယောက်ကြောင်ကိုဖတ်ထားခဲ့ပြီးနောက်မှာတော့ငိုနေခဲ့ပါရယ်။ ဟုတ်ကြပါရှင်ဒီနေ့အစပြီးကျမတို့ကန်ဆုံးနေတဲ့နေရက်တွေအကုန်လုံးကုန်ဆုံးသွားပြီကျမတို့ကန်ကောင်းတဲ့နေရက်တွေကိုရောက်ရှိလာတော့မယ်နော်ဒီလိုနဲ့နောက်ထပ်လာနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့အမန်ကအိမ်အသေးတစ်လုံးဆောက်လုပ်ခဲ့ပါတယ်ကားတသေးလေးတစ်စီးကိုလည်းသူကဝယ်ယူလိုက်ပါတယ်ကဲမိမကြီးကိုဒီနေ့အရန်အောင်ပြောရွှင်နေရဲ့တိလားအမေရဲ့ငါစဉ်းစားခဲ့ရတခုရှိတယ်ဒီအကြောင်းရတွေကိုတော့မင်းနဲ့လက်ထပ်ပြီးသွားတဲ့အချိန်တည်းကစဉ်းစားခဲ့ရပါတရားကြရင်တော့မင်းကိုအိမ်ကောင်းကောင်းတစ်လုံးကိုလက်ဆောင်ပေးခြင်းခဲ့တယ် ဒါပေါ့ရှင်အခုဆိုရင်တော့ကျမတို့အများကြီးအဆင်ပြေလာခဲ့ကြပြီနော်ကျမတို့စင်းရဲသားတွေလည်းမဟုတ်ကြတော့ဘူးတဖြည်းဖြည်းနဲ့ချိန်တွေကုန်ဆုံးလာခဲ့ပြီးနှစ်နှစ်ကျော်လာခဲ့ပါပြီညီမနှစ်ယောက်လုံးကလည်းကိုဝင်ဆောင်ထားခဲ့ကြရပါတယ်အမေနဲ့မီနူရဲ့အမေတို့ကတော့မီနူကိုတတော်တော်လေးကယူဆိုင်ပေးကြပါတယ်တဖက်မှာအမန်ကလည်းသူ့ရဲ့မိန်းမကိုအပြေအဝကယူဆိုင်ပေးနေခဲ့ပါတယ်အရင်အလုပ်တွေအားလုံးကိုလုပ်ဖို့အတွက်အလုပ်သမားတွေကိုလည်းအိမ်မခန့်အပ်ထားခဲ့ပါတယ်ဒီအချိန်မှာအနူကတော့အေးအေးဆေးဆေးအိမ်မအနားယူပြီးနေထိုင်လို့ရခဲ့ပါတယ် နောက်ထပ်လနေငယ်ကုံဆောင်သွားခဲ့တဲ့အခါမှာညီမနှစ်ယောက်လုံးမွေးဖွားရမယ့်အချိန်ကိုရောက်ရှိလိုလာခဲ့ပါပြီ။အမန်ကအနုကုံမျိုးမှာရှိတဲ့နမဲကြီးရဲ့ပုတ်ကလေးကဇယုံတယုံစီကိုခေါ်ဆောင်သွားခဲ့ပါရဲ့။အဲ့ဒီဇယုံမှာအမစ်ကလည်းသူ့ရဲ့မိန်းမမီနိုကိုဇယုံတင်ဖို့အတွက်ရောက်ရှိလာခဲ့ပါရဲ့။ကလေးနှစ်ယောက်လုံးကကျမပျော်ရွှင်စွာနဲ့မွေးဖွားလာခဲ့ကြပါရဲ့။ဒါပေမဲ့ညီမနှစ်ယောက်လုံးကအမွာကလေးတွေကိုမွေးဖွားပေးခဲ့ကြတာပါ။ အလို့ကတော့တောင်းအမွာနေရောက်ကိုမွေးဖွားခဲ့ပြီးခလေးတွေကဖြူဖြူလေးနဲ့အရန်ဆစ်စရာကောင်းကြပါရဲ့ဒါပေမဲ့တပတ်အခန်းထဲကနေအတန်အကျဲကြီးနဲ့အော်ဟစ်ငိုရှုံနေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။အနုကလည်းတပတ်ကိုသွားကြည့်ခဲ့တဲ့အခါမှာသူရဲ့ညီမလေးမီနိုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူရဲ့ညီမလေးမီနိုကတော့အခန်းထဲမှာတရားဟုတ်ထဲထိုင်နေရင်အကျဲကြီးပေါ်ပြီးငိုရှုံနေခဲ့ပါတယ်။ဟဲဘာဖြစ်တာလဲမီနိုရဲ့နင်ဘာဖြစ်လို့တရားဟုတ်ထဲအော်ဟစ်ပြီးတော့ငိုရှုံနေရတာလဲ။အခုမှခလေးမွေးထားတဲ့မိခင်ကငိုနေစရာလားဘာဖြစ်တာလဲပြောပါဦး။ ဒုက္ခပါပဲအမရဲ့ကျမဘယ်လိုလုပ်ရမလဲကျမတော့ဒုက္ခရောက်ပြီနဲ့တွေ့ပါရဲ့ရှင်ကျမယောက်ျားနဲ့ကျမယောက်ခမကတော့ကျမကိုတပ်ပြစ်ကြတော့မှာပဲမဟုတ်ဘူးဆိုရင်တော့ကျမကိုတို့အိမ်ကနေမောင်းချပြစ်ကြလိမ့်မယ်လို့ကျမထင်တယ်နေပါအောင်မီလို့ရဲ့ဘာရီမြောက်ဖြစ်သွားလို့လဲငါ့ကိုလည်းပြောပြစမ်းမအောင်နေယောက်ျားကတော့နေကိုအရန်ချစ်တာဆိုဟုတ်တယ်သူကကျမကိုချစ်တော့လဲချစ်ပါရဲ့ဒါပေမဲ့ကျမယောက်ျားနဲ့ယောက်ခမနှစ်ယောက်လုံးကတားယောက်ျားလေးပဲလိုချင်တာတို့ကတမိမိန်ကလေးဆိုလို့ရှင်တော့လုံးဝကိုမလိုချင်ကြဘူးလေ အခုကြည့်ပါဦးရှင်ကျမကတမီနှစ်ယောက်တောင်မှမွေးလိုက်ပြီးအမွှာဖြစ်နေရဘယ်လိုလုပ်ရမလဲသူတို့ကအသားလဲညိုကြတယ်ကျမရဲ့ခမကျမကိုတစ်ခေါက်ပြောမှုတယ်တားယောက်ကြားလေးဒါမမွေးဖွားနိုင်ဘူးဆိုရင်တော့ကျမကိုတစ်ခါရဲမိဘအိမ်ကိုပြန်ပို့ပြင်မယ်ပြောပါအောင်အမရဲ့ပြောပါအောင်အခုကျမဘာလုပ်ရမလဲဘာလုပ်ရတော့မှာလဲကျမတော့ဘွားပြက်ပြီနဲ့တွေ့ပါရရှင်ဒီတော့မှတော့အလိုကလည်းအပြည့်အထွက်ပြီးတွေ့ယောက်ျားနဲ့အချိန်အနည်းငယ်အကြောင်းစကားပြောခဲ့ပါရယ်စကားပြောလို့ပြီးသွားတဲ့အခါမှာတော့သူညမလေးစီပြန်လည်ရောက်ရှိလာခဲ့ပြီးပြောလိုက်ပါရယ် ကဲညီမလေးရေအမားတော့တောင်းအမွာနှစ်ယောက်ကိုမွေးဖွားခဲ့တာနှစ်ယောက်လုံးကအရန်ချစ်စရာကောင်းပြီးအသားလဲဖြူကြတယ်။လေဒီလိုလုပ်လေငါတို့နှစ်ယောက်ကလေးတစ်ယောက်ချင်းစီလဲလိုက်ကြမယ်။နင်းရဲ့သမီးတစ်ယောက်ငါ့ကိုပေးငါ့ရဲ့သားတစ်ယောက်နင်းကိုပေးမယ်။ပြီးတော့ငါ့ယောက်ျားကလည်းသမီးလေးတစ်ယောက်အရန်ကိုလိုချင်နေခဲ့တာ။နင်းသမီးလေးကတော့ငါတို့အိမ်မှာချက်ချင်းမြတ်တာတွေအများကြီးရရှိမှကျင်းနေပါရဲ့။အမရဲ့ကျမတော့အမကိုဒီလောက်တောင်မှစွစွရွာရွာဆက်ဆံခဲ့တာ။အမကျမအတွက်ဒီလောက်တောင်မှလှုပ်ပေးဖို့အတွက်အဆင်သင့်ဖြစ်နေခဲ့တယ်ဟုတ်လား။ ။အော်ဒီမှာကြည့်လေညီမလေးရဲ့အခုလိုမျိုးငါတို့ခလေးချင်းလဲလိုက်မယ်ဆိုလို့ရှင်တော့နေယောက်ျားနဲ့နေယောက်ခမကလည်းယောက်ျားလေးမွေးဖွားတယ်ဆိုပြီးတော့ကျိန်းနဲ့သွားကြလိမ့်မယ်။နေမွေးထားတဲ့ကလေးတယောက်ကလည်းနေနာမှာပဲအမြဲတမ်းရှိနေမှာ။သူတို့နေ့ကိုအိမ်ကနေပြီးတော့လည်းမောင်းထုတ်ကြမှာမဟုတ်တော့ဘူး။ငါပြောတာနားလည်ရဲ့လား။ဟုတ်ပါပြီအမရဲ့အမရဲ့ကျေးဇူးကိုတော့ကျွန်မဘယ်တော့မှမေ့မှာမဟုတ်တော့ဘူးတိလား။ဒီလိုနဲ့အမအကြီးဖြစ်တော့ကလည်းညီမငယ်လေးနဲ့ကလေးချင်းလဲပေးလိုက်ပါရီ။သူတို့ရဲ့သမီးလေးတယောက်ကိုတော့မွေးစားပေးခဲ့ကြပါရီ။ အမန်ကသမီးလေးရရှိသွားခဲ့တဲ့အတွက်ဝမ်းကပျော်ရွှင်နေခဲ့ပါတယ်။အချိန်ခဏကြာသွားခဲ့တဲ့အခါမှာမီနိုရဲ့ယောက်ျားနဲ့ယခမနှစ်ယောက်လုံးရောက်ရှိလာခဲ့ကြပါတယ်။ယခမကပြောလိုက်ပါတယ်။ငါမီလေးရဲ့မျက်နှာကိုပြပါဦး။သူတို့ကတာယောက်ျားလေးကိုအရင်ကြည့်ပြီးနောက်မှတော့ခြိကြပါတယ်။ကျမကအမွာကလေးတစ်ယောက်ကိုမွေးဖွားခဲ့တာဒီသမီးလေးကလည်းကျမတို့ကလေးပဲ။ဟုတ်လား။ဒါပေမဲ့ဒီမိန်ကလေးကဘာဖြစ်လို့အသားညိုနေရတာလဲ။ဘလို့ဖြစ်ဖြစ်ဒါကကျမတို့ကလေးပဲလေရှင်။ဒါနဲ့တခုမယုံမဲ။မင်းရဲ့အမကဒီမှာဘာလုပ်နေရလဲ။ အမလည်းကလေးမွေးနေရလေအမလည်းအမွာကလေးနှစ်ယောက်ကိုမွေးဖွားပေးခဲ့တယ်။ဟုတ်လား။ဒါဆိုလို့ရှင်တော့သူကအသားမဲတဲ့မိန်းကလေးနှစ်ယောက်ကိုပဲမွေးဖွားခဲ့တာဖြစ်ရမယ်။မဟုတ်တော့အမကလည်းသားတစ်ယောက်သမီးတစ်ယောက်မွေးဖွားခဲ့ရပဲ။နှစ်ယောက်လုံးတော်တော်လေးကိုချစ်စရာကောင်းကြတယ်သီလား။တော်ပါပြီရှင်။ကျမအမကိုရှင်ဘာမထပ်ပြီးတော့ပြဿနာရှာမနေပါနဲ့။ကျမတို့ညီမနှစ်ယောက်ချားမှရှိတဲ့အထင်လဲစရာကိစ္စတွေအကုန်လုံးကိုလည်းကျမတို့ဖြည့်ရှင်းလိုက်ကြမယ်။ကောင်းပြီလေ။မင်းအဆင်ပြေကြလို့လို့ပေါ့။ဒီနေ့ငါအရင်ကဝမ်းတောက်ပြောရွှေနေတယ်။ ဒီလိုနဲ့အမစ်တို့တာမီနှစ်ယောက်လုံးကလည်းခလေးကိုခြေပြီးအပြင်ကိုထွက်သွားခဲ့ကြပါရယ်မီနိုးကလည်းနှောက်ခြေပြီးသုံးမကိုတောင်းပန်လိုက်ပါရယ်အမရဲ့သားလေးနဲ့တွေ့ဖို့အထွတ်ကြိုက်တဲ့အချိန်အိမ်ကိုလာလို့ရတယ်နော်ကောင်းပါပြီနေငါရဲ့သားလေးကိုကောင်းကောင်းစောက်ရှောက်ပေးနော်သူ့ကိုကောင်းမွန်တဲ့အရာတွေပဲသင်ပေးပါချမ်းသာတာဆင်းရဲတာအသားညိုတာအသားဖြူတာအခုလိုခွဲခြားမှုတွေရှိတာမလုပ်ပါနဲ့ဟုတ်တယ်ဟုတ်တယ်သူပြောတာမှန်တယ်ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေသူ့အားလုံးကိုလေးစားတတ်အောင်သင်ပေး မင်းတို့ကလည်းရှက်ရွံ့လုံးလုံးခေါင်းကိုခုတ်ထားခဲ့ပြီးသူမရဲ့အမားတွေကိုလည်းသဘောပေါက်နားလည်သွားခဲ့ပါရဲ့နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မௌလာဥဖြူပလာတာခိုးစားတဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါရဲ့ရှီဖော်နီဆိုတဲ့မိန်ကလေးတယောက်ကတော့မௌလာဥဖြူပလာတာရိအရန်ကြိုက်ပါရဲ့သူရဲ့အမေကိုယ်တိုင်က ပြောနေပြောနေနဲ့အပေါက်သွားရုံပဲဖတ်တင်ပါရဲ့သူမကတော့အကျဲ့နယ်ကိုဘယ်တုန်းကမှမပြင်ခဲ့ပါဘူးသမီးရဲ့ဈေးသွားပြီးတော့အမေလိုအပ်တာတွေတော့ဝယ်ပြီးအောင် ဒီနေ့အမေမတော်နိုင်တော့ခြေတော့ရမ်းအောင်နားနေရယ်။ကောင်းပြီလေအမေဒါဆိုရင်တော့ကျမတော့ဝယ်ခင်မယ်နော်။ရှီဖော်နီဈေးကောင်းနေပြန်လာတဲ့အခါမှာမုံလာဥဖြူတွေအများကြီးဝယ်လာခဲ့ပါတယ်။အဲ့ထဲမှာတခြားဘာမှပါမလာခဲ့ပါဘူး။ဒါဘလို့ဖြစ်တာလဲရှီဖော်နီရဲ့နေမုံလာဥဖြူတစ်ခုပဲဝယ်လာခဲ့ရလား။အမေကလည်းဘာရမများတလောက်တောင်မှအံ့အားသင့်နေရတာလေ။အမေဒီနေ့မုံလာဥဖြူပလာတာပဲလုံလိုက်တော့ကျမထားဖို့ပဲစားမယ်။အမေလည်းစားလေ။ကျမကိုလည်းကြွေးပေါ့။အိုဖီးယားတခင်ငါရဲ့တော်ရမယ့်တမတ်လေးကတော့ဒုက္ခရောက်တော့မှာပဲ။ နင်အခုသူနဲ့စေးစားထားရုံးပဲရှိသေးတယ်လက်ထပ်ပြီးသွားရင်ဘယ်လိုလုပ်ကြမလဲနင်သူ့ကိုမုံလောက်ဥဖြူပလာတာတွေလောက်ကျွေးလောက်ကျွေးနဲ့တတ်ပြမလို့လားအမေရလေလေဒါဘယ်လိုစကားတွေပြောနေရလဲအနေဆုံးတလားလောက်ပဲတလားပြေးသွားပြီဆိုတော့နေသူကနေ့တိုင်းမုံလောက်ဥဖြူပလာတာပဲစားကြနေဆိုပြီးတော့သူကိုယ်တိုင်တောင်းဆိုမဒုက္ခပဲငါနဲ့ဘယ်လိုရှင်းပြရမလဲသူတို့ကနင်ကိုမုံလောက်ဥဖြူအနားတော်ကတ်ခွင့်ပေးမှာမဟုတ်ဘူးနင်ဒါတွေစားပြီးသွားတဲ့အခါကျလို့လေလံရင်ဘယ်လောက်ထိနံလဲဆိုတာကိုသိရလားဒါတော့ငါတယောက်တည်းပဲတီးခံနိုင်လိမ့်မယ် နေရခမအင်ကလူတွေကနေကိုတီးခံလိုက်မယ်လို့ထင်နေလားဒီလိုနဲ့တလားကြမြင်သွားခဲ့တဲ့အခါမှာတော့ရှီဗာနီလက်မထက်ခင်မှာဒန်တဲ့နဲ့နေရောက်ရှိလာခဲ့ပါတယ်အမေမနက်ပြန်တမီဒီကနေသွားရတော့မှဆိုတော့တမီဒီကနေမသွားခင်နောက်ဆုံးဆန္ဒလေးတစ်ခုကိုမမေးတော့ဘူးလားဒါပေါ်တမီရဲ့တမီရဲ့ဆန္ဒတွေအားလုံးကိုအမေဖြည့်ဆည်းပေးခြင်းပါတယ်ငါ့ရဲ့တမီလေးဘာလို့ခြင်းတာလဲပြောအမေရလည်းလေတကယ်ပါပဲဒါမေးရမယ့်ကိစ္စလားဒီနေ့အမေကိုယ်တိုင်ကျမအတွက်မဟုတ်လားဥဖြူပလာတာလေးလှုပ်ကြည့်အောင် အေးပါအေးပါအခုချက်ချင်းလောက်ခဲ့ပေးမယ်နော်ရှင်ပါနီးကလည်းတိုးမေလောက်ပေးတယ်မဟုတ်လားအုပ်ဖြူပလာတာရီအများကြီးကိုစားလိုက်ပါရယ်ဒီနောက်မှာတော့ဒန်းဆိုပေးမယ်မင်းကလေးရောက်ရှိလာပြီးဒန်းဆိုပေးနေတဲ့အချိန်မှာသူမကလေးလေးနေခဲ့ပါရယ်ဘာဖြစ်လို့ခဏခဏခဏကိုကိုရွှေ့နေရတာလဲဒီပုံစံတိုင်းဆိုရင်တော့ဒန်းကလှမှာမဟုတ်တော့ဘူးဟဲ့ဘာနဲ့ကြီးလဲစိုးလိုက်တာတော်တော်လေးကိုစိုးတဲ့အနှံ့ပဲဘယ်ကနေထွက်နေရလဲနော်အန်တော်ကအန်ဂျင်လာပြီးရောစရာကောင်းလိုက်တာ ခဏနေပါဦးနေရတန်းတွေကမကောင်းဖြစ်မှာပေါ့မကောင်းတဲ့တန်းတွေငါ့ကိုလာပြီးတော့လိန်ပေးနေရလားတန်းဆိုးတဲ့မိန်းကလေးကလည်းအာအတင်သွားခဲ့ပါလေဒီတန်းတွေကိုသူမမနာကမှလှုပ်လာခဲ့ရပါဘလို့ဖြစ်ပြီးတော့တန်းတွေကချက်ချင်းမကောင်းဖြစ်သွားမှာလေဒီလိုနဲ့ရှီပါနီလက်ထပ်နေခဲ့ပါပြီဖုံးတော်ကြီးကိုရိုင်းကလည်းကာရမန်တန်းတွေရုတ်ဖတ်ပြီးတော့လက်ထပ်ပေးနေခဲ့ပါလေရှီပါနီကတော့ညရဲကပလာကြော်ရီအများကြီးစားထားပြီးမင်္ဂလာဆင်မြင်အထက်မှာလည်းအီးပေါက်နေခဲ့ပါလေယွန်စီယာကောင်းတယ်ဟေးယွန်စီယာကောင်းတယ်တော်တော်လေးကိုနာနေအနံပဲ ။ဘာဖြစ်လို့ဒီလောက်ကြောင်မှနန်နေရတာလဲ။အခုလိုမျိုးတန်ရှဲစင်ကျဲတဲ့ကိစ္စရပ်ကိုလုပ်နေတဲ့အချိန်မှာဒီနန်ဆောင်နေရဲ့အနံဘယ်ရနေရောက်လာခဲ့ရလဲ။ဒုက္ခပဲအရာအားလုံးပျက်စီးရောမယ်။မင်းတို့မကောင်းတဲ့ပျက်စီးတွေကိုဝယ်ယူလာခဲ့ကြတာလား။ဒီအနံကဘာနဲ့ကြီးလဲ။အဲ့ပရိသတ်တွေအကုန်လုံးကလည်းအနံ့ရရှိခဲ့တဲ့အခါမှာတော့စိတ်ပြေလုံးလုံးမင်္ဂလာပွဲကနေထွက်ပြေးကြပါလေ။အမေဖြစ်သူကလည်းသမီးလေးနှောင်းကိုကတ်သွားပြီးတော့ပြောလိုက်ပါရင်သမီးလေးရဲ့နင့်ဖြစ်ဖြစ်လုံးလို့မရဘူးလားဟမ်။ဟိုမှာဖုန်းတော်ကြီးကတခါရဲထပြီးတော့ထွက်ပြေးသွားတော့မယ်ကြည့်အောင် နေ့ရောက်ကြပါထပြီးထွက်ပြေးတော့မှဖြစ်ဒုက္ခတွေလှလှတွေ့နေလိမ့်မယ်နော်ဒီလိုနဲ့မင်္ဂလာဆောင်ရောက်ပြီးစီသွားခဲ့တဲ့အခါမှာရှီပါနီကလည်းရောက်ကမအင်ကိုရောက်ရှိသွားခဲ့ပါရီရောက်ကမဖြစ်သူကသူ့ရဲ့ချွေးမအသေးဆက်ဆက်လေးကိုတတိယချစ်ချာကြိုးဆိုခဲ့ပါရီရှီပါနီကိုတိုင်ကလည်းရောက်ကမအင်ကိုရောက်ရှိလာခဲ့ပြီးနောက်အရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ပါရီရောက်ကမကလည်းချွေးမလေးကိုပြောလိုက်ပါရီအဲချွေးမလေးရေဒီနေ့ငါတို့အိမ်မှာတချင်းဆိုပွဲရှိတယ်နေညနေကျရင်တတိချာချာပြင်ဆင်ပြီးတော့ထွက်လာခဲ့တော့ရက်ွက်ထဲမှာရှိတဲ့အမျိုးသမီးတွေအားလုံးလာကြလိမ့်မယ် ။ဟုတ်ကဲ့ပါမေးကောင်းပါပြီ။ညနေခင်မှာတော့အင်ကိုအမျိုးသမီးတွေအားလုံးရောက်နေခဲ့ကြတဲ့အတွက်ကြောင့်မို့လို့ဧည့်သည်တွေကလည်းအများကြီးပါပဲ။သတော်သမီးအသက်ဆက်ဆက်လေးရှိပါနေကိုရိုင်းကလည်းအားလုံးကြားထဲမှာပြင်ဆင်ပြီးတော့ထိုင်နေခဲ့ပါရယ်။ဒီအချိန်မှာပဲသူမရဲ့ဘိုက်ထဲကနေအတန်းတွေထွက်လာခဲ့ပါတော့တယ်။ဒုက္ခပါပဲဘလို့လို့ရမလဲငါဘိုက်တွေတောင်းနာလာပြီအင်းငါတော့မထိန်ချုံနိုင်ပဲနဲ့ထွက်သွားလို့ကတော့ပြီးစီးသွားလိမ့်မယ်တခါရဲဒီမှာရှိတဲ့လူတွေအကုန်လုံးကတော့ထထွက်ပြေးကြမှာကျင်းနေရဲ့ ငါပါတယ်မြာအလောက်အထီမော်လာဥဖြုတ်ပလာကြရိအများကြီးစားလိုက်ရတာလဲငါမစားခဲ့တင်မို့ငါဝမှားတာပါ။သူမကထိန်းချုပ်နေတဲ့ကြားရဲကအတန်အကျဲကြီးနဲ့အပေါချခဲ့မိပါတော့တယ်။အမျိုးသမီးရဲ့အကုန်လုံးကအတန်ကြားခဲ့ရတဲ့အခါမှာနှာခေါင်းကိုစီပိတ်ပြီးသရိုသမီးအသေးဆက်ဆက်လေးရှီဗာနီကိုပဲကြည့်နေခဲ့ကြပါရဲ့။ဘာဖြစ်တာလဲ။ဘာလို့သူ့အခုလိုမျိုးကြည့်နေကြတာလဲ။အပေါတာအပြစ်လား။ထိုင်နေထိုင်နေနဲ့သူတော်တော်လေးကိုညောင်းသွားလို့ဖြစ်မှာပေါ့။ဒါကဖြစ်တတ်တာပဲလေ။ ကဲကဲကဲတော်ပြီတော်ပြီဘာမှအလောက်ထိထူးဆန်းအံ့ဩသင့်မနေကြနဲ့ညတို့အားလုံးတခြင်းဆဆိုကြတော့လုံလုံရှီဖော်နီးပါလေအသက်ရှူချောင်းသွားခဲ့ပါတယ်ဟိုဖျားတခဲယေရှုတင်ပါရရှင်တော်သေးတယ်ဒီတခါတော့ရခေါမဖြစ်သူကကဲတင်ပေးလိုက်လို့မဟုတ်လို့ရှင်တော့အဆက်အကွဲပြီးရှေ့ဆက်ပြီးတော့ငါကိုဟောက်ကိုတတိထားမှဖြစ်မယ်မဟုတ်လို့ရှင်တော့အားလုံးရှင်မှာအဆက်ကွဲဖို့ပဲရှိတယ်ဒီလိုနဲ့ပဲနေရရဲ့တွေ့တဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါတယ်ရခေါမဖြစ်သူကလည်းတနတ်ချင်တိုက်ဖို့အတွက်မဟုတ်လားဥဖြူတွေအများကြီးဝင်လာခဲ့ပါတယ် အမေရေဒီလောက်ထိမျောတယ်မို့လားဥဖြူတွေကိုအမေဘာများလုံးမလို့လဲထွေးမလေးရေငါဒါတွေကိုတနတ်ချင်တိတ်မယ်လေအချင်းတိတ်ပြီးရောတင်းထားပြီးအေးအေးဆေးဆေးစားလို့ရတယ်မနာကြမလို့မှာပါအခုလောလောဆယ်တော့ဒါတွေကိုအခုံခွာရမယ်ရကမဖြစ်သူကမို့လားဥဖြူတွေကိုထားပြီးနောက်မှာတော့အိနီနာချင်းစီကိုထွက်ခွာသွားခဲ့ပါတယ်ရှီဖော်နီကလည်းစဉ်းစားနေခဲ့ပါတယ်အချင်းအကြာကြီးနေမှာမို့လားဥဖြူတွေကိုတွေ့နေရတာဖျားသခင်ကတော့တကယ်ပါပဲနော်ငါ့ကိုဘာဖြစ်လို့ဒီလောက်တောင်မှစမ်းတတ်နေရတာလဲမသိရဘူး ဒီနေ့အထိအင်ကုန်မုံလောက်ဥဖြူပဲသူမဝယ်လာခဲ့တာမဟုတ်ဘူးဒီနေ့မှမုံလောက်ဥဖြူတွေကိုရတာဆိုတော့ငါပလာတာတွေအများကြီးလောက်ပြီးတော့စားပြရမယ်ဒါပေမဲ့ဒီမုံလောက်ဥဖြူတွေကတကယ်အရန်ကိုများလို့နေရယ်ငါဘယ်လိုလုပ်ရမလဲတဝလောက်ကိုခွဲပြီးတော့ဖွဲထားလိုက်မယ်ဆိုရင်မကောင်းလားပြီးရင်တော့ငါရခမဟိုဟိုတီတီသွားနေတဲ့အခါကျရင်တော့ငါအိမ်မှာအေးအေးဆေးဆေးတယောက်တည်းမုံလောက်ပြီးစားလို့ရတယ်အမေကတော့မြောက်ကယူသွားတယ်ဆိုပြီးတော့ပြောလိုက်လို့ရတာပဲ ရှိဖို့နီးကမော်လာဥဖြူတချို့ကိုဖွက်ထားခဲ့ပြီးနောက်မှာတော့ကြာတဲ့မော်လာဥဖြူတွေနဲ့ပလာတာလုံးလိုက်ပါတယ်။ရခမဖြစ်သူအိမ်ကိုပြန်လာခဲ့တဲ့အချိန်မှာတော့အနံ့တွေရနေခဲ့ပါတယ်။ချိန်မလေးရဲ့နေအိမ်မှာဘာတွေများချက်ပြုတ်နေရလဲအနံ့လေးရမွေးနေရပဲ။မော်လာဥဖြူပလာတာလုံးနေရပါအမေရဲ့။အော်ဒုက္ခပါပဲချိန်မလေးရဲ့အိမ်မှာဘယ်သူမှအဲ့ဒါကိုစားကြမှာမဟုတ်ဘူး။နေဘာဖြစ်လို့အဲ့ဒါတွေကိုလုံရတာတော့အဲ့ဒါတွေကစားပြီးသွားလို့ရှင်မလောက်တောင်မှဒုက္ခရောက်လဲဆိုတော့ကိုသိတယ်မလား။လူတူကြတဲ့သွားလို့ရတာလည်းမဟုတ်ဘူး။ ပြီးတော့ငါမုံလာဥဖြူဘောင်အတွက်ယူလာတာလေဆိုတာနဲ့ကိုပထမတည်းကပြောရဲမဟုတ်ဘူးလားငါမုံလာဥဖြူကိုတနားချင်လောက်ဖို့အတွက်ကိုယူလာခဲ့တာဘာဖြစ်လို့ပလာတာတွေရှောက်ပြီးတော့လုံလိုက်ရတာလဲချွေးမလေးရဲ့အာကျမတောင်းပန်ပါတယ်အမေရဲ့ကျမလည်းမသိလို့ပါအမေတို့ဒီအိမ်မှာမုံလာဥဖြူပလာတာမစားကြဘူးဆိုတော့ကိုကျမပထမတည်းကမသိဘူးလေကျမပထမတည်းကသိနေခဲ့မယ်ဆိုလို့ရှင်တော့ဒါတွေကိုတော့မဟုတ်ပါဘူးဒါဆိုရင်တော့ကောင်းပြီလေအမေရဲ့အမေတို့စားဖို့တော့ကျမအခုပဲပဲဟင်းချက်ပေးလိုက်မယ်ခဏလေးပဲထပ်ပြီးတော့စောင့်ပေးပါနော် လာတာကိုတော့ကျွန်မပဲစားလိုက်တော့မယ်မေဒုက္ခပါပဲငါချွေးမလေးကတော့လေငါတို့ပြက်စီးအောင်လုပ်မယ်နဲ့တွေ့ပါတယ်၈ကီလိုတောင်မှငါဝယ်လာခဲ့တာမုံလာဦးဖြူတွေကနေဒါရီအကုန်လုံးပလာတာလုံးလိုက်တယ်ဟုတ်လားနေဒီလောက်ထိပလာတာတွေအများကြီးဘယ်သူ့ကိုချွေးမလဲရှီဘာနီဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်အခုဆိုရင်တော့သူမကြိုက်တဲ့မုံလာဦးဖြူပလာတာတွေအများကြီးကိုစိတ်ကြိုက်စားလို့ရသွားခဲ့ပါပြီရခမကတော့မသိပါဘူးချွေးမလေးတယောက်မုံလာဦးဖြူတွေအများကြီးဖွက်ထားခဲ့ပါတယ် ရခမဖြစ်သူအိမ်မမရှိတဲ့အချိန်ဆိုရင်တော့ထွေမလေးကမုလာဥဖြူပလာတာတွေကိုလှုပ်ပြီးစားတတ်ပါရဲ့။ညဘက်အားလုံးအိပ်ပျော်နေတဲ့အချိန်မှာအတန်အကျဲကြီးကြောင့်သူ့ယောက်ျားနိုးလာခဲ့ပါရဲ့။ဘာဖြစ်တာလဲဘာပြောက်ကျသွားတာလဲ။အိမ်ထဲတရရဝင်လာတာတော့မဟုတ်ပါဘူးနော်။ရှိပါဦးရှင်ဘယ်သူရှိလို့လဲဘယ်သူမှမရှိဘူး။ကဲမီးဖွင့်စမ်းပါမီးဖွင့်မီးဖွင့်ငါတော့ကြည့်မှဖြစ်မယ်။အနံ့ကလည်းစိုးလိုက်တာကွာ။ညက်ပတ်နေတဲ့ခွဲတွေပါရဲ့များအိမ်ထဲဝင်လာတာလည်းမသိပါဘူး။အော်ကျမကျမတတိယပြီ ကျမတတိယပြီ။ ဟိုကျွန်မမနေ့ကတော့မုံလာဥဖြူပလာကြော်ရိအများကြီးစားမိသွားလေအဲ့ဒါကြောင့်ဖြစ်မယ်သိလားအိတ်လိုက်ပါတော့ရှင်ဒီလိုနဲ့ပဲနေရရတွေ့ကောင်းဆောင်လာခဲ့ပါတယ်ရခမဖြစ်သူကတနတ်ချင်တိတ်ဖို့အတွက်မုံလာဥဖြူဝယ်လာတဲ့အခါတိုင်းအမြဲတမ်းပျောက်ပါတယ်ထွေမော်လေးကဒါရီကိုအမြဲတမ်းဖွက်ထားကြလို့ပါပဲအခုရင်ရောက်ပြီဆိုတော့လည်းသူကဒါရီကိုပလာတာလောက်ပြီးစားပြစ်တတ်ပါသေးတယ်ငါ့အိမ်မှာတကယ်ပဲဘာဖြစ်နေရလဲမုံလာဥဖြူဝယ်လာတဲ့အခါတိုင်းအမြဲတမ်းပျောက်နေတယ်ထူးဆန်းလိုက်တာငါအချင်တိတ်ဖို့အတွက်ကိုမရဘူးအမေရဲ့ဘာရီမြအလောက်တောင်မှစိုးရင်ပုံပန်းနေရတာလေ မုံတော်ဥဖြူတွေကိုမြောက်ကယူတော့တာဖြစ်မှာမို့ဒီနေရာမှာမြောက်ပေမြားကြီးရှိတာအမေလည်းသိရမဟုတ်ဘူးလားရခမကတော့မုံတော်ဥတွေအများကြီးကိုစောင်းရှောင်းခဲ့ရပါတယ်တစ်ခေါက်မှလည်းသူမတနတ်ချင်းတိုက်ဖို့အကြံနောက်ထဲမုံတော်ဥဖြူတွေကိုဝယ်လာပြီးထားသွားခဲ့ပါတယ်ဒီတစ်ခေါက်မှတော့ဘလို့ပြောက်တာလဲဆိုတော့ကိုသူမသိချင်တဲ့အတွက်ပုံပြီးစောင့်ကြည့်တော့မှာပါရခမဖြစ်သူစောင့်ကြည့်နေခဲ့တဲ့အချိန်ချွေမလေးကတော့မုံတော်ဥဖြူတွေကိုသူ့ရဲ့အဝတ်ဗီဒီယိုထဲမှာဖွင့်နေအောင်ကိုတွေးခဲ့ရပါတယ်ကြမ်းမုံတော်ဥဖြူတွေကတော့သူမအရန်ကြိုက်လို့တဲ့အတွက်ပလာတာလောက်ပြီးစားပြစ်လိုက်ပါပြီ ရခမောင်းကလည်းအိမ်ထဲဝင်လာပြီးနောက်မှာတော့ချွေးမလေးကိုပြောလိုက်ပါတယ်။ချွေးမလေးရဲ့အမေစာဒီတထဲလို့ချက်တယ်။အမေကလည်းမေးစရာမှမဟုတ်ကြ။သမီးရဲ့ဗီဒီယိုထဲမှာရှိတယ်ယူလိုက်လေ။ဟဲ့နင်းဗီဒီယိုထဲကနေအနံ့တွေထွက်နေရနော်။ရှီဖော်နီကရုတ်တရက်မေ့သွားခဲ့ရပါ။သူကဗီဒီယိုထဲမှာမော်လာဦးအဖြူတွေကိုဖွဲထားခဲ့တယ်မဟုတ်လား။ရခမောင်းကလည်းအဝေစာကြည့်တယ်လို့လို့နဲ့မော်လာဦးအဖြူတွေကိုထုတ်ယူလာခဲ့လိုက်ပါတော့တယ်။ချွေးမရဲ့နင်းဒါပါလောက်ကြလဲ။နင်းကဗီဒီယိုထဲမှာမော်လာဦးအဖြူတွေကိုထည့်ပြီးတော့ဖွဲထားတယ်ဟုတ်လား။ ရှင်မနီးကလည်းဘာလေးလည်းမှရှာလို့မတွေ့တော့ပါဘူး။သူမလည်းငိုနေခဲ့ပါလေ။ငိုမနေနဲ့ချွေးမလေးရဲ့ငါ့ကိုပြောပြစမ်း။နေပါဖြစ်လို့အခုလိုမျိုးလောက်ရတာလေ။ပြီးတော့နေငါ့ကိုလည်းပြောသေးတယ်မဟုတ်လားဥဖြူတွေအကောင်အလုံးကိုမြောက်ကယူသွားတာပါတဲ့။ရှင်မနီးကလည်းတယောက်ခမရဲ့ခြေထောက်ကိုကင်ပြီးတော့ပြောလိုက်ပါတဲ့။အမေရေအမေ။ကျမတောင်းပန်ပါရရှင်။ကျမကိုခွင့်လွှတ်ပါနော်။ကျမကမဟုတ်လားဥဖြူပလာတာစားရတာအရန်ကိုကြိုက်တယ်။ဒါပေမဲ့ဒါကိုစားပြီးသွားတဲ့အခါကျရင်တော့အနံ့ဆိုအရန်ကိုထွက်လို့ကျမအမေကကျမကိုပေးမစားဘူးလေ။ ီမာမုံလောက်ဥဖြူပလာတာတွေကိုလောက်ပြီးမစားဖို့အတွက်လည်းအမေကိုယ်တိုင်ပြောခဲ့တယ်။ဒီအိမ်ကိုတကယ်ရောက်လာတဲ့အခါမှာဘယ်သူမှလည်းမုံလောက်ဥဖြူပလာတာကိုလောက်ပြီးတော့မစားကြဘူး။အဲဒါကြောင့်ကျမလည်းမလောက်ရဲလို့တယောက်တည်းလှုပ်ရှားနေရပါ။ကျမလည်းအမေမုံလောက်ဥဖြူတွေဝယ်လာတဲ့အခါတိုင်းအမြဲတမ်းဖွက်ပြီးတော့စားနေရလေ။ချိန်မလေးရဲ့ငါတို့မစားဘူးဆိုတာနဲ့ပဲနေတာတွေကိုဖွက်ပြီးတော့စားစရာမလိုပါဘူး။နေတာတွေကိုအရန်ကြိုက်တယ်ဆိုရင်တော့ပထမတွေကငါ့ကိုတစ်ခေါက်လောက်တော့ပြောပြတင်တာပေါ့။ငါနေစားဖို့အတွက်နေ့တိုင်းမုံလောက်ဥဖြူဝယ်လာခဲ့ပေးလို့ရတာပဲ။ဒါပေမဲ့အခုတလိုမျိုး ဘယ်သူမှမသိအောင်ခိုးချောင်ခိုးအပ်လုပ်ပြီးစားတာကတော့မကောင်းဘူး။ကျမတောင်းပန်ပါတယ်အမေရဲ့။ကျမကိုခွင့်လောက်ပါနော်။နေရငါရဲ့ချွေးမလေးမဟုတ်ဘူး။ငါနဲ့ကိုတမီးတယောက်လိုမျိုးပဲတတ်မှတ်ထားတာ။ရှေးဆက်ပြီးဒီလိုမျိုးမလုပ်ရဘူးနော်။ကြားလား။နေစားချင်တဲ့အခါတိုင်းကောက်ပြောငါမုံလာဦးဖြူရီအများကြီးဝယ်လာခဲ့ပေးမယ်။နေကြိုက်တလောက်ပလာတာတွေကိုလောက်ပြီးရောစားပေါ့။အမေကတကယ်အရင်ကကောင်းတာပဲနော်။ဒီနောက်ရခမဖြစ်သူကလည်းချွေးမလေးကိုဆူတောင်းပေးပြီးနောက်မှာတော့မုံလာဥဖြူတွေတဝယ်ပေးခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်